မင်္ဂလာပါရှင် Cliff of Freedom Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြမှာကတော့စာရေးဆရာတစ္ဆာနေရေးသားထားတဲ့အခြားသောအရာများနဲ့လို့ဆိုသည့်စာအုပ်ထဲမှာသမုတ်တရားနဲ့လို့ဆိုသည့်မော်ဒန်ဝိထုတော်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် ုတ်တရားနဲ့လို့သမုတ်တရားတွင်မှခုနှစ်ရက်ကိုကတ်ခဲ့ရသဖြင့်ခြေကုံလက်ပန်းစားကအိမ်မောကြနေသည့်မဟာစန္ကမင်းသားကဲ့သို့နေတွသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လျက်ရှိသည်သို့တော်သူတွင်မိခလာနသမီး၏ရင်ငွေနှွေနှွေအစားကြည်ကျန်းဆောင်အစုပ်တထဲသာရှိ၏ကြောက်ဖြာစားကျို့တို့ကျဲတဲ့ဝါကြံငင်းသာရှိ၏သူတို့လျင်သူတဲရှိတွင်မင်းမြောက်တန်းစား၅ပါးပါသောဖုတ်တရထားဆိုင်ရထားတာတွေ့ရလိမ့်မည်ဟုလည်းအိမ်မက်ထဲမှပင်ရောင်လို့မှမမျောလင်းစကား မိကလားဆိုတော့တချင်းဆိုရဲဆိုတာလောက်သာကြဘူး ਈ သူ့အောက်ကတယောက်တည်းသောညီမမိချူကနှိုးမသူနှိုးတော့ ਈ မောင်မနှစ်ယောက်ထမင်းချံကိုငပိရင်စန်းစားပြီးတဲ့နဲ့ပိန်ရွက်ကိုထွက်ခဲ့ကြ ਈ နေမကွယ်သေးသူတို့မြို့တက်ကရက်ကွက်အဆက်ကွက်လက်များတွင်နောက်ဖေးလန်းချများတွင်တမိုးရင်းလုံးရွာသောရေများတင်ဝင့်နေတတ်သည်ထိုအိုင်များမှာဟင်းစားရှာငါးဘက်သူတို့အတွက်စကြက်များဖြစ်၏ပေရာနှင့်ပိန်မင်များလည်းတောထအောင်သူပြော၏ ဘေတာကဝမ်ဝေးသူတို့အတွက်အသုံးဝင်သည်သူတို့အိမ်တွင်ဝမ်းနေတူတာဆိုလို့ကြက်တောင်မရှိလူတောင်အနိုင်နိုင်စားနေရတာဘယ်မှာကြွက်စားရှိမှာတော့သူတို့မောင်မကပိန်ရွက်ခုသည်ခုရသောပိန်ရွက်များကိုဈေးထဲကငါးတဲ့ကုန်စင်းတဲ့များအားပြန်ရောင်းရ၏ပိန်ရွက်ကြည်ကြည်လက်လက်တရာကိုတစ်ချက်ခွဲရ၏တေးလျင်တစ်ချက်အရင်မရှိသောအလုံးမိုးဟန်ကြသည်ဟုပြော၍မဖြစ်ချမ်းချမ်းစီစီပေါင်လေလောက်ရောက်သည့်ရေထဲစင်ခုရသောအခါလည်းရှိ၏ရေကလည်းရေတတ်မဟုတ် ရှားရံနိုင်သည်မွေကင်းလဲကြောက်ရသည်ပြီးတော့ပိန်းပင်ကသာပေါ်သည်ရှောင်းနှံဝင်သည်အရွက်ကြီးကြီးမမကမြမြဆဆမရှိတနေရာနဲ့နေတိုင်းခူရာမျိုးလည်းမဟုတ်ဒီနေ့တနေရာဆို နောက်နေ့တနေရာလည်းကပြောင်းလာခူရာဤဒီလိုနဲ့ပိန်းရွက်ကလေးများမှာသူတို့မောင်မောင်ခူရန်အလဲကျကြီးပီးနေရလေသည်ဒီနေ့တော့နှစ်နေရာလည်းခူရာတောင်အနိုင်နိုင် ပိန်းရွက်နေရာရသည်နေလဲပွင့်လာပြီတော်တော်ကြာစီကွဲသွားရင် ဤပင်ရွက်များလွန်ပြေရယုံသာရှိသည်ပင်ရွက်ကခုပီးလျင်အနွံ့အဖက်မြန်ဤ90ဒေါ်တောင်းစီမှတရာကုံစင်းတဲ့ဒေါ်ကလေးမစီမှတရာတွင်လာဤငွေ၃ချက်ရသည်ပိုက်ဆံကမိချူကိုပေးရင်မိချူနင်းပြန်တော့အိမ်မှာဆန်ရှိသေးတယ်မဟုတ်လားမိချူကောင်းရင်ပြဤဒီကောင်မလေးကစကားကိုနည်းသည်နင်ငါမို့ဖို့မုံစားလိုက်ကြားလားဆိုမှခက်ပြုံပြုံအင်းဟုပြန်ပြောဤမနက်ကငပိစံထားသောထမင်းချံကိုမိချူတုကနန်းစေကနန်းစားနေစဉ်ကလေးက သူပတ်စံထုတ်ပေးလိုက်ခြင်းသည်သူတွင်မရှိ အမိမှလည်းရှိဟန်မတူမိချူပစက်ကပြက်စီနေပြီမနက်စိုးလန်းထက်ကချင်းဆက်ဆက်ကြာစံတော့ငါမိုးပေါ်လာဝယ်စားလိုက်ရမှအာသာပြေဟန်ရှိမိချူထွက်သွားတော့ကုံစိမ့်တဲ့ကြီးပဲလှဲဟာသူမေးလိုက်သည်ဒေါ်တောင်အကျွယုံမလားရရင်ယူမှာပေါ့ရော့ငါးချက်ပို့ဘေးကပြပြစစိုးငါးချက်တန်တရွတ်ထုတ်ပေးလိုက်ဒေါ်တောင်ဆိုင်နဲ့ဆိုင်ကလည်းငါးချက်ဖူစီလဲပေးပါဟုဆိုသည် တော်ကလေးကတော့ရသလောက်ယူမီဟုပြောကတထောင်နဲ့တရွက်ထုတ်ပြီးခုတလောကားစီးလင်းနဲ့အကျွေးဆောင်သားမအစဉ်ပြေသည်အကျွေးပါလျင်ငါမူမပါလျင်တကြက်ဟုတခီးတဲကိုပင်စင်းမျိုးယူနေ၏အိန္ဒါကပင်အကျွေးပါလျင်ဆန်ငါပြမပါလျင်တမတ်ဟုဇာယီကတ်ထား၏ဦးကြည်အကျွေးလဲဖို့ရှိသေးလားရှိတယ်ကောင်းလေးထိုလူကြီးကသူ့ဘေးလွယ်အိမ်ထဲမှအကျွေးတို့ကိုထုတ်ပြေး၏သူကအကျွေးများကိုတကြက်စီရေကခွဲပုံရသည်ဤလူကြီးများသည်လည်း နေတူဤဖောက်တဲ့တမျိုးပင်ဖြစ်၏သူတို့စီမှာတစ်ချက်ကို65ပြားနဲ့လဲရ၏ဒေါ်တောင်းတို့စီမှာတစ်ချက်ကိုပြား90နဲ့ပြန်သွင်းရ၏ဒီတော့ကြားတဲ့ကနေတူတစ်ချက်ကို5ပြားမြတ်၏10နိုင်လောက်ရှိရောမြည် အကျော်ဆိုင်ကအမေအတွက်ပစွန်ကျော်တစ်ခုဝယ်လိုက်၏တစ်ချက်ထွက်သွားသည်သူစီမှာခြေဆောင်လက်ဆောင်တစ်ချက်တော့ရှိမှဖြစ်သည်အိမ်ပြန်ပြေးကအမေကိုပစွန်ကျော်ပေးရ၏ပစွန်ကျော်ကိုနည်းနည်းစီဖဲကရင်းနှီးချက်နဲ့မြည်နေသောအမေကိုသူငေးကြည့်မိ၏ အမေတက40ကျောင်းရရှိသည်သည်တကယ်အဖအိုးပေါစာရုပ်ပေါင်းနေမိသူကိုမွေပြီးစားမှာစိတ်ကန်းအလုပ်သမားတို့ဖြစ်တော်သူတို့ဖေးဆုံးပါသွား၏သူတို့မောင်မောင်နှစ်ယောက်ကိုနေပူမိုးရွာမရှောင်ဈေးတောင်ခေါင်းရွေရင် အမေရှာဖွေကြွေးခဲ့၏အခုတော့ဒီတောင်ကိုစုခံနေပုံရသည် အောက်ပိုင်းချီတယ်လို့ဖြစ်နေကလူတွဲမှလမ်းရှောင်နိုင်တော်၏အိမ်ထဲမှဖင်ရွှေသွားလာနေရင်ချက်ရီပြုံရီမှမိသူကိုကူရသည်မိသူကတော်သည်ဆန်းနှစ်မပြေသေးတော့လဲ ချက်ပြုတ်ရာတွင် အမေမျက်နှာလွှဲနိုင်အမေအဝတ်နှင့်အကိုအဝတ်များကိုလည်းသူပဲလျှော်သည် တခုပဲမိချူတို့သူဝမ်းနေရသည်မိချူကိုကြောင်းထားနိုင်ခြင်းဖြစ်၏သူလည်းပါသူသည်တလဲတေးစာရှင်စာဖတ်တဲ့ုံဖြင့်ခြင်းနာကသုံးနှမ်းမှကြောင်းထွက်ခဲ့ရသည်မဟုတ်လားအင်းကနေသူတင်းဆိုင်ကိုထွက်လာခဲ့၏အုပ်ုပ်ပြက်တခုပေါ်မှာလေးခွတ်တက်လက်ကရင်ထိုင်နေသည်ကံမြင့်ကသူ့ကိုမြင်တော့လက်ရန်ပြ၏သူကအုပ်ုပ်ပေါ်တက်ကကံမြင့်ဘေးတွင် ထိုင်လိုက်သည်စောလာကြီးလား ကံမြင့်ပြောသည့်စကား၏အတိတ်ဘက်ကိုသူသဘောပေါက်သည်အတုပတွေက12နှစ်မကျော်မချင်းခြားလေခြားထားမရှိငါလည်းသွားစရာမရှိတာနဲ့မင်းကီလီမစင်းဘူးလားအရင်လိုမဟုတ်ဘူးကွာအရင်ကတော့နေကင်းစော်သူကီလီကိုရောက်တတ်၏ငါပြောတမန်ဆိုင်ရင်ငါပြောသည့်ကြေကောက်သည်ဒါမှမဟုတ်ငါရုံသူသွားကရေခဲကောက်သည်ရေခဲရိုက်ထားသောငါးတောင်းများထမ်းသွားရင်တောင်းပေါ်မှာဖြစ်စေတောင်းပေါက်မှာဖြစ်စေရေခဲတောင်းများကြကြံလေးရှိ၏ အဲ့ဒါကိုသူတို့လိုဘွားတူခြားတဲ့တွေလှူကောက်ကြရသည်ရတော်ရေခဲတော်များကိုကြီးလင်ရေခဲတဲ့ထံတေးလင်တော်တယောက်တန်းကအရက်ဆိုင်များစီသို့သွားသွင်းရ၏အလူရက်ကောက်ရသောအလုပ်ကိုကြားတော့သူ စိတ်ပြလာ၏ဤကိစ္စအတွက်မကြကနာသူတို့ခြင်းလည်းရန်ဖြစ်ကြရသည်အဲ့ဒါထက်စာလင်စံကောက်ရတာကတော်သေးသည်ဘောဒနာဝဲခင်းနာသောတက်တာပြင်ချက်များကြောင့်မှစံအိတ်ထံရရင်အိတ်ပေါက်မှကြာကြံခဲ့သည့်စံစီများညံ့နေတတ်၏ဤအလုပ်ကစိတ်ရှည်ဖို့လိုသည် ပြင်ချက်များကြားထဲမှစမ်းစီများကိုပထမဒုံးနှင့်ကော်ထော်ရာဤထွက်လာသောဖုံသေးတဝက်ဆန်တဝက်ကိုလက်ခုံနှစ်ဖက်ထဲထဲကပါဇက်နှင့်မှုတ်ထိုးရင်းလေးဖြင့်တန်ရာဤရလာသောနီးချင်းချင်းဆန်များကိုလွယ်အိတ်ထဲထဲနောက်ထပ်ပြင်တစ်ချက်ကိုဒီလိုနဲ့ပေါ်ဒါရာဆုံးသွားလျင်ကံကောင်းပါကဆန်လေး၅လုံးရတဲ့ဤအိမ်မှာဆန်ဝင်မစားရမောင်မားနှစ်ယောက်ရှာတော့ကတော့စားဖို့အပြင်ပူရှံသဖြင့်အိမ်ကောင်းရင်မှမုံစိန်ပေါင်းတဲ့စီမှာပင်တပြေးနှစ်ချက်နဲ့ပြန်ရောင်းရသေးသည် ဒီလောက်ကမိန်းကလေးတွေနင်းပေါ်လိုက်တဲ့ဖြင့်မိကျွန်းနဲ့လွှဲထားရသည်ခုတလောတော့အမေကလည်းချူကြကားကတွေကလည်းဈေးကြီးလွန်တဲ့ဖြင့်မိကျူကိုနာခိုင်းထားရသည် အရင်သူတို့မြောက်ကလာပါနဲ့ကီလီပြေးသောတော့ချင်များမှာတယောက်တစ်ချက်သာပေးရ၏အခုတော့စီစည်းကြည့်သည်တာယာစည်းကြည့်သည်ဟုနှစ်ချက်တကားတလေသုံးချက်တောင်း၏ဘဲစားပေးကြည့်ဆန်ရှာလို့ရသည်မကားကနှင်မင်ကုန်ပြီမီနီတုစိတ်ကဟိုရောက်သည်အောင်ကံမြင့်ကတော့ မင်းညကသူတကြက်ပေးကြည့်ခဲ့သောဖတ်တီမင်းသားပါဝင်သည့်တရုတ်တိုင်းကအကြောင်းကိုရွှွှွှွင့်ဝေအောင်ပြောနေ၏ထို့စဉ်ထိုနေ့အတွက်ပထမဆုံးအာသူဘကြာလာတာကိုသူမြင်လိုက်ရသည်လာပြီဟိပြပြဆူဆူနှီးတွက်ထိုင်ရမှထားလိုက်၏ပြီးတော့လူတစုကားပေါ်မှာထန်းချလာသောခေါင်းကိုအရင်အ깨ခတ်ကြည့်လိုက်မိသည်သူစိတ်ပြတ်သွား၏ခေါင်းကအကောင်းစားပါလစ်တင်ထားသောခေါင်းဖြစ်သည်သူတို့မျော်လင့်နေသောပန်းဆက်ကူကတ်ခေါင်းမဟုတ်ပန်းခွေတွေပါတယ်ကွာ ဘေးကကံမြင့်ကအတိပေးဟုတ်သည်ပန်းခွေတော်တော်များများပါသည်ညနေကြီးအတုပါဖြစ်ဟန်တူပါသည်ဖြစ်ဖြစ်ပေါ်ကတို့ဝယ်ရှိတာကိုကံမြင့်စကားကြောင့်သူပြန်ထိုင်လိုက်သည်အတုပါခြားသူများပြန်သွားကြသည်သည်သူတို့ညင်ညင်တတငေးကြည့်နေကြ၏လူချင်းသွားတော့မှတရဏဂုံတင်ရန်ဆောက်ထားသောဇယက်စီတို့သွားကြသည်ဇယက်ပေါ်တွင်ပန်းခွေများဤအတိုင်းပြန့်ကျဲကြကြံခဲ့၏ပန်းခွေများပေါ်တွင်ပါသောရောင်စုံပန်းစကူအတော်များကိုသူတို့ဖြုတ်ကြသည် ရသမျှကိုနေတော့ကတိတိတတ်တတ်လက်ဤကလေးတချို့ကဘေးမှငေးကြည့်နေသည်ဒီတင်ဆိုင်ထဲမှာတော့ကံမြင့်ကိုဘယ်သူမှမကြော်ရဲ့ကံမြင့်ကဆန္ဒလာတာဆိုတော့မျက်နာလဲရှိသည်သူကိုယ်တိုင်ကလည်းမိုက်ဤဤပန်းဆက်ကူများကိုသူတို့ရက်ွက်ထဲမှာအယုတ်လုတ်သည် ကိုခင်းစီမှာနေတော့ပြန်သွင်းရဤကိုခင်းကထိုပန်းဆက်ကူရောင်စုံများနဲ့မင်းသမီးယုတ်မင်းသားယုတ်ဇော်ကြီးယုတ်ကလေးများလောက်ကလည်းရောင်းသည်လွမ်းသူပန်းခွေနဲ့ ခေါင်းတလားမှအနီအဝါအပြားရောင်စုံစကူတွန်ကလေးများမှာမင်းသားမင်းသမီးတို့၏လှပသောရောင်စုံအင်းကြီးလုံကြီးကလေးများအဖြစ် ကိုခင်စီရင်ပြောင်းလဲသွားသည်ဆိုင်ကဝေရတာထက်ဆိုင်ရင်ဏိတုစီကဝေရတာကကိုခင်ဖို့အများကြီးစေတတ်သည်ဏိတုရလာတဲ့လောက်ကြည့်ပြီးတင့်တော်ရုံစည်းဖြတ်ပြီးရန်သာရှိသည်ဏိတုကလည်းအလကားရသည့်ပစ္စည်းမှုနည်းသည့်များသည့်မင်းငယ်တငယ်ချင်းကံမျိုးကိုလည်းဝေစုခွဲပေးစရာမလိုဒီကောင်ကငွေတောင်စေးပေါ်လေးတလေးလောက်ဝယ်တိုက်လိုက်ရင်းလဲပြီးသည် တခါတလေကြိုက်တဲ့သောတရုတ်တိုင်းကဗီဒီယိုလေးပါလေးပြလိုက်ရင်လဲခြေနဲ့မဆုံးရှိတဲ့သည်တို့အိမ်မှာတမင်းစားပါလားငါချောင်ရွံ့နဲ့မုံလောက်ချင်းချက်တယ်မကြာခဏစားနေကြမို့ညီတော့မငင်းကံမြင့်ကလည်းကြုံလင်းညီတော့အိမ်မှာစားလိရှိသည်ကံမြင့်တို့တဲကတောက်တန်အဆက်မှာပဲရှိ၏စားပြီးတော့အုပ်ကိုအရေးတကူရင်းမိထိုင်ကငွေတောင်တလက်ကိုတယောက်တလက်စီဖွားရင်မစုံနိုင်တော့ကံမြင့်ဤတရုတ်တိုင်းကများအချောင်းကြားနိုင်ရပြန်၏လူတွေကလည်းတိတ်ခဲလိုက်တာကွာ တနိုင်ကျော်သည်ထိနောက်ထပ်မြည်သည့်အာတုဘာမှဆမလာသဖြင့်ညီတွညီတွာလိုက်သည်ဤတိုင်းဆိုတီထဲကိုလာနေရကြုံနှံ့မိမတင်ကံမြင်းကညီမနေနဲ့ကွာငါတော့ပတ်မယ်ဘယ်မှလဲဒုနောက်ဘေးကအိုင်ပေါ့ခေါင်းကြီးတို့မျက်ဆောင်တို့နဲ့ကြာပြီငါကပတ်တက်ကောင်လေးကွာစာမိမယ်ကျင်းထားလို့ဘာငါတွေရှိလို့လဲငရဲ့ကြီးတွေကညဆူထပွက်နေတာတော်ဝုံဝုံပဲဒုနောက်တယ်လားအင်းလေအိုင်လေးကတိတ်တိတ်လေးပဲရတာကိုကံမြင်းနဲ့တော်ဝစီခွဲ ကိုဝယ်စုတွေကစားဖို့ပဲကျန်နာကိုဈေးပြန်သွင်းညွတ်မျက်လုံးထဲမှာစက်တံအနှွမ်းကလေးတွေအထပ်လိုက်မြင်အောင်လာသည်သို့သောပန်းစပ်ကိုအတွက်ကလည်းနောက်ဆန်တင်သေးသည်ငါတို့ငါပတ်နေတော့အတုပလာချရင်ဘယ်နဲ့လုံးမလဲမင်းလုံးငါညီတွေကိုခိုင်းထားမယ်ကွာဒါဆိုပတ်မယ်အိုင်ကမကျေလာတော့လေထင်တာထက်နဲ့နေဤဒီတော့အိုင်နေကရေကောင်းအောင်မင်းအတော်စူးစားပတ်ရသည်အချိန်လဲကုန်ဤလူလဲပင်မဤရတော့ငပြင်းတလက်အနေငယ်များသား ဘယ်မလဲမင်းငရဲ့ကြီးဝေနှုံတို့ကုံတာဖြစ်မဲကွတခြားသူသာဆိုရင် နေတော့ဆွဲထုံမိပင်မီတကလုံးပင်နေသည့်ရှော့များကိုတတ်ဆင်ပြီးတော့နေဝင်လူပေပြီကံမြင်ကရသည်များကိုတဝက်စီခွဲပုံရန်ပြင်နေ၏ငါ့ဘုခွဲမင်းနဲ့မိမဲယူလိုက်ကံမြင်သူတို့ငါပတ်နေစဉ်ချလာသောအာတုဘာများမှရလာသည်များရအောင်စကူများကိုကံမြင်ညီနှောက်ကပေးနေတို့ကသူတို့နှောက်ကို မုံဘိုးတမက်စီပြန်ပေးလိုက်သည် သူအိမ်ပြန်ရောက်တော့မောင်စားပြူပြီးမိချူက ကိုခင်းစင်ကလက်ဆောင်ရထားသော စက်ကူမင်းသားမင်းသမီးရုပ်ကလေးနှစ်ယောက်ကိုကျိုးမဆွဲကရုပ်သေးကာရန်ကစားနေ၏မီချူအဲ့ဒါတွေကို ကိုခင်းစင်တော့ပုံစံပတ်စံလေးပေးတလောက်ယူခဲ့မီချူထွက်သွားမှအမေကဟဲ့နေတော့တကူလုံးပေးလို့ရေးချိုးစမ်းနင်းကိုကိုဘတင်လာခေါ်တယ်ဒီနေ့ဥရှင်ရင်တင်စရာအိမ်နဲ့အိမ်ရှိတယ်တဲ့သူရေးမြန်ချိုးရသည်အဝတ်လဲနေစဉ်အမေကတမင်းစားတော့မလားစမောင်းချက်တယ်ငပိထောင်းထားတယ်နောက်ကြမယ်အပြန်မစားတော့မယ်မေသူရင်ထဲမှာအမောမပြေသေး စားလဲမစားအိမ်ကုတ်ကုတ်ထဲမှာမောင်းနေသည် အမေမီးလည်းမထွန်းပါလားရေနံစီမမရှိပဲမေချူပြန်လာရင်ပတ်စံပါလာလိမ့်မယ်တကြပ်ပေါ်ဝေခန်းလိုက်ပေါ့ရေနံစီစစ်စစ်တော်မယားဒီဇယ်စီနဲ့ရောတာသည်ဆိုတော့ရေနံစီကငါးချက်သားကိုပြာကိုစဲပေးရဤငါပြောဘူးပလင်းနဲ့လက်တလုံးခံရဤမိုင်းတော်တက်ဤဥပဒင်အိမ်ကိုရောက်တော့သူ့ကိုစောင့်နေတာတွေ့ရသည်ဥပဒင်သည်အင်းကြီးအကွက်လက်ရှိကိုကျဲသည်တဲ့၍ တထရလုံးကြီးအကွက်ကိုခပုံစားထုတ်ဝစ်ထား၏ထုံးစံတိုင်းသူ့ပုံကိုကြည့်ရသည်မှာကြွကြွရွရွရှိသည်မျက်နှာမှာစနိုးလူထားသောကြောင့်ပြန်နန်းနန်းရှိနေကဘူကေကတော့အုံးစီရွှေရွှေနဲ့လူတင်ထားသဖြင့်ကြော်နေသည်ငယ်လေးစပင်ကတော့ပားပြောင်စားပြူနေလေပြီသူ့တက90နီးနေတော့လဲငယ်စဉ်ကအလေးမခဲ့ဘူးသည်ဆိုသဖြင့်မတိမတာဘိုက်ဆူထွက်နေတာကလွယ်လင်းလက်မောင်းလက်ဖြန်ကျစ်လက်သည် သူ့အမကိုမင်းသားကျော်ဆွေတို့အမမျိုးဟုရက်ကောက်ထဲမှပြောကြ၏ညီတို့ကတော့ ကျော်ဆွေးဆိုတာကိုမကြည့်ဘူးတခါကတော့ဥပတင်သည်ရုပ်ရှင်မင်းသားတို့ဖြစ်ရန်ကြိုးစားခဲ့ဖို့သည်ဟုသိရသည်သို့သော သူ၏ရုပ်ရှင်သမိုင်းသည်တကားစားနကားစား၌လူစန်းနောက်လိုက်လုံးရယုံနှင့်ဆုံကန်းတိုင်ခြင်းတို့ရောက်ကလက်ရှိမိမနှင့်အိမ်အောင်ကြခဲ့လေသည်သူမိမကဈေးထဲမှကုန်ကြောက်ဆိုင်ရှိ၏ဆိုင်ကမကြည့်လာပေမဲ့လင်ကိုမရနေရအတွက်ကောင်းစွာလောင်းကား၏ဂျာတီအလိုက်ဥရှင်ကြီးတင်သောအလုံးမှာအလုံးအကိုင်းမမေရရမရှိသောကိုဘတင်အတွက် ကောင်းရှိအောင်မြင်ခံထားသောအလုပ်သားဖြစ်၏။ဥရှင်ကြီးတစ်ခါတင်လင်းတဆယ်ယူ၏။ဒီလိုနဲ့ဟန်ဟန်ပမန်လှုပ်ချင်လာသောရုပ်ရှင်လူထွက်ဥပဒင်းဥရှင်ကြီးနောက်လိုက်ဘွားတို့နေတွေ့ရောက်ခဲ့ရသည်။ဥပဒင်းကရှေ့ကကြောကြောလျှောက်၏။နေတွေ့ကနောက်မှဥရှင်ကြီးတင်ရရင်သုံးသောလေးတိုင်စင်ကိုထန်ကန်လိုက်ရ၏။တအိမ်တင်လင်းသူနှစ်ချက်ရ၏။မုံစန်းနှင့်ငပြောသည်လည်းရသေးသည်။ဒီနေ့နှစ်အိမ်ဆိုတော့အပြန်မိုးချုပ်ပင်မီသူအလုပ်ကတော့တိတ်မရှိဘူး။ လေးတိုင်းစင်မှာဒေါနာခက်လေးတပြေးကလေးထူရောဖျောင်းနိုင်ထွန်းရုံလာတာရှိလူကြားထဲမှာအသာယူစွာတပည့်ရင်ဟုခေါ်သောကိုဘတင်းအခေါ်ပြောကလေးကိုတော့တစိမ့်တီးခံရသည်လမ်းတူလျှောက်လာရင် သူကမေးလိုက်ဘသူအိမ်လဲဆရာဆရာလေးကိုမြွညွန့်အိမ်လေးဤတို့ရင်မှာဒင်းခနေမိသွား၏ကိုမြွညွန့်ဆိုတာကသူတို့မူလာတဲ့အကြောင်းကသူ့အတန်းပိုင်းဆရာဖြစ်သည်ထမင်းနမအောင်စူးစမ်းရင်သူတပြေးပြေးစတင်ငန်းနဲ့ဝေခဲ့ရသည်ကိုမကြည်နဲ့သူလည်းဖြစ်သည်ကြုံတိုင်းတွေ့တိုင်းလည်း ကြောင်းပြန်တက်ဖို့မြည်တွန်တောက်တီးတည်းဒါကြောင့်လမ်းမပင်လူချင်းမဆုံမအောင်ဆရာလေးကိုမြညွန်ကိုသူတတိထားကရှောင်းတင်းနေခဲ့သည်အခုတော့နေတို့ပါလားမင်းကိုမတွေ့တာတောင်ကြာပြီဆရာလေးကိုမြညွန်ကနေတို့ကိုတွေ့တွေ့ချင်းဆိုသည်ဟုတ်ဟုတ်ကဲ့ဆရာသူစကားတန်တွေကထင်ငော်နေအမူအရာပြည့်နေသောသူ့ကိုကြီးကကိုမြညွန်ကမချိပြုံပြုံ၏ပြီးတော့နေတို့ပခုံးဘော်ကိုလည်းသူ့လက်တစ်ဖက်တင်ကလေးတန်လေးလေးဖြင့်ပြော၏ မင်းငါ့ကိုတမင်ရှောင်နေပါနဲ့ကွာငါသဘောပေါက်ပါတယ်ဟုတ်ကဲ့ဆရာအေးတမုတ်တရားဝမ်းတထွားရတယ်ကွာသစ္စာနီးယခုဖပြမှာကတော့ဆိုင်းစီယံသစ္စာနီးရေးသားထားတယ်အခြားသောအရာများနဲ့လူဆိုသည့်ဝိတုစာအုပ်ထဲမှာပေဒန်နဲ့လူဆိုသည့်မော်ဒန်ဝိတုတို့ကလေးကိုဖပြမှာပဲဖြစ်ပါတယ်ရှင်အလုံးမဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် ပေရန်နှင့်လူဒေါ်မြတ်ခတ်သည်ဈေးချင်းကိုဆွဲကသူ့အောင်ဝင်ကားချက်ပေါ်အန်လိုက်သည့်ချက်သားဆိုင်ရှိမှခတ်တုတ်တုတ်ထွက်လာခဲ့သည်ရှင်တပူပူနှင့်လမ်းလျှောက်နေနောက်ကျောစီမှရုတ်တရက်လမ်းခေါ်လိုက်ပြီးချက်သားတဲ့အတန်းများကြားရလိမ့်မလားဟုနာဆွင်မိသည်တရင်နေမြင်နေသောကိုယ်နှလုံးခုန်တန်းကိုသာပြန်ချနေရသည်ဝင်ကားချက်ဆိုရလဲမနေပါဘူးကိုကြိုက်တဲ့လုံချင်းဝတ္ထုသုံးပုံလောက်ငါဖက်ခါတော့ကားမိသေးတာပဲထို့ကြောင့်နောက်ကိုတစ်ချက်မှလည်းမကြည့်တော့ပဲ ဈေးတွေကအမြင့်ဆုံးထွက်ခွာနိုင်ရန်ဒေါ်မြခတ်တင်ချားသူများကိုယူသွတ်စွာတိုးဝေသွားနေမိသည်သူတွန်းတိုက်ပစ်ခဲ့သူများကသူ့ကိုမျက်ဆောင်ထိုးကြည့်ရန်ကြံခဲ့ကြသည်ဈေးလာစဉ်ကစက်သားနှင့်အာလူရောချဲ့ရန်ရည်ရွယ်ခဲ့တော်လဲကုံကြောက်တံပတ်ကိုသွားနေစဉ်တော့အိမ်ရောက်မှအငဲဆုံးသားဖြစ်သူစောစောကိုဝက်ခိုင်းတော်မြီးဟုတွေးလိုက်၏တာစောစောဈေးတွေကိုအာလူအစိတ်သားလောက်သွားဝယ်ပြီစမ်းနေပါဦးမေရဲ့ဒီမှာမြင်းသားတာမဖြောင်းလို့ကျွန်တော်စိတ်ညစ်နေတာအမေဒါများခက်တာမှလို့ မြင်းဖြောင်ခြင်းငါဆွဲပြမယ်စစောလက်ထဲမှာပီရနစ်ခဲတံကိုဆွဲယူကဗလာဆောက်ဒဲရင်မြင်းဖြောင်တစ်ချောင်းကိုတော်များခက်ဆွဲလိုက်လေသည်အမေငွေတစ်ထောင်လောက်ပေးစမအကန်နေရင်ထိုင်နေသောတော်များခက်အနာကိုကရင်ကြော်ကြော်ပြောလိုက်၏တော်များခက်ကဖက်နေသောဝတ္ထုဆောင်မှမျက်နှာကိုခွာကမော့ကြည့်သည်ကျူရှင်သောမှဒီလောက်တောင်ဝေလို့လို့လားသားရဲ့တနည်းကမုံပုတ်အစိပ်ပေးထားတာကုတ်မီလားဒီပစံကအเจ้าမှာစားဝယ်ဖို့အမေရဲ့ကျူရှင်ဆရာကသူ့ဘာသာကိုစားအုပ်ထုတ်ရောင်းနေ ။မိုးရင်အတန်းထဲမှာမျက်နှာငယ်တာပေါ့။ပြီးတော့အဲ့ဒါတွေကအရေးကြီးတယ်။ဆောင်းမမပါမယ့်ဟာတွေကြီးပဲတဲ့။ဆယ်တန်းဆိုတာလွယ်တာမဟုတ်ဘူးအမေရဲ့။တွင်များခဲ့အိအညာကိုသူသိပြီးသား။ဤစကားဆိုလိုက်တဲ့နဲ့ဘော်လီအင်ကြီးအိတ်ထဲမှာတထောင်နဲ့တရွက်ခုံထွက်လာ၏။တမတာယုံရင်းယုံတင်ပြနေသော ရုပ်ရှင်ကားတစ်ကိုကြည့်ရင်ကြွကြော်တငယ်ချင်းများအိရှိလမ်းမပေါ်တွင်ရပ်ဆောင်နေကြသည်။သူတို့အားလုံးကြော်ကြော်လိုပင်စပင်တူတူပုံစံဆန်းဆန်းအင်ကြီးပေါ်ပါကြီးများနဲ့ချာလီပေါင်းမိများကိုဝစင်ထားကြသည်။ ကြော်ကြော်လေးတစ်ချက်ခြုံလိုက်သည်လေချွန်သန်ကြသောအခါစပွဲတလုံးတွင်လှုပ်ရှုံနေသောစောစောကကြော်ကြော်ပန်လှည့်ကြည့်ရင်ပြော၏အခုကျော်ကျွန်တော်ကိုမြင်းဖြောင်ဆွဲပြစမထုံးစံတိုင်းကြောင်းလွတ်ချိန်မှုကားတိုင်းလိုခီးတဲ့တို့ပြင်ဆိုင်သည်သည်ပြည့်ကျက်နေသည်ဒီလိုကျက်နေတာကိုပင်တော်တော်သူ့ရှိမှထိုးဆိုင်လာသောဟီနိုကာဘောတို့တက်လန်းပြီးသည်နှင့်အလဲရအောင်တော်တော်တူဝေသွား၏လက်မှတ်ကလေးတစ်စိမ့်လောက်ကျေးဇူးပြုပြီးဝဲကြပါခင်ဗျာအထဲကိုတုံးမွင်နိုင်သောလက်ဖက်ညောင်သည် ကားပါဝါမှာအော်နေတလာသူတပြုံကြီးထဲမှာတချို့သာလက်မဝင်ကြသည်တော်တော်လေးမွေကြီးလက်မရောင်ဤစကားကိုမကြားသိအောင်ပြုကတပတ်သူလည်ငင်းနေ၏တော်တော်ဖို့လေဤကိစ္စမှာယူရနေသောအစဉ်အလာတစ်ခုဖြစ်၏တကတည်းကသတိကောင်းသောလက်မရောင်တချို့ပကုံးကိုလက်တို့တောင်းတာနဲ့ဂျုံတော်လေးပေးလိုက်တာပေါ့ကားပေါ်မှာဆင်းသောအခါလမ်းထိတ်ကွန်ရဆိုင်ကိုဝင်ပြီးတတသာသွားသည့်ကားကငွေတစ်ချက်ဖြင့်သူအင်မတန်ကြိုက်သောနေကြစီတစ်ချက်တန်တထုပ်ကိုဝယ်လိုက်၏ ခက်ပြုံးပြုံးမျက်နှာနဲ့အိမ်ပေါ်တက်လာတော့တော်တော်ကိုစာကြည့်စပွဲမှာထိုင်နေသောမောင်ငယ်စောစောကအကူအညီလမ်းတောင်းလိုက်။မမတော့မင်းပြအောင်ဘလို့ဆွဲရသလဲ။ဆရာ secret တောက်ပါအောင်။တက်လာတော့ secret ဘူးထဲမှာတလိပ်ကိုဆွဲယူရင်းသူ့ရှိမှရှောက်လာကိုဥခင်မောင်စစ်စစ်လိုက်သည်။ပစ္စည်းထုတ်ယူဝင်ရှောက်လာတဲ့ဆောင်ဖြစ်၏။တရားဝင်ဆောင်ရွက်နေကြကိစ္စမို့နောက်နေမနေပဲဥခင်မောင်လက်မှတ်ထိုးပစ်လိုက်သည်။ရှောက်လာရှင်ထပ်သွားသောအခါသူ့စပွဲပေါ်မှာ secret ဘူးမေးချန်ခဲ့သည်ကိုတွေ့ရ၏။ထိုးဘူးမှာ ခုနလျှောက်လာရင်ကသူရှိရင်မင်းဖောက်ကသူ့ကိုတည်ခဲ့တော့ဘူးအစ်ဖြစ်သူရတာ secret တလိမ့်သာဘူးထဲမှာရောနေခဲ့သေးသည်သူ secret ကြိုက်သည်ဥခင်မောင်သည်စပွဲမှာ secret ဘူးကိုကောက်ယူကသူ့တိုက်ပုံအင်ကြီးတွေသို့ထဲလိုက်လေသည်ရောင်းစင်းတွင် secret ကိုခဲ၍အိမ်မောတက်လာသောဥခင်မောင်သည် စာကြည့်စပွဲမှာသူ့သားငယ်စောစောကိုတွေ့ရ၏စောစောခနာကိုတစ်ခုလုံးမှာစပွဲပေါ်တွင်ငုံကိုင်းနေသည် သူပင်ကကလပ်ထိုင်မှာမတိမတာကြွနေသည် သူနှခံကလေးများသည်ပွင့်ဟနေကပါဇက်ထဲမှရှာကလေးတစ်လက်ပြုတ်ထွက်နေ။တာဘာလုပ်နေရလဲကွကျွန်တော်မြင်းကိုဖျောက်အောင်အစွဲကျင်နေရပါဖေ။ရေခဲတုတ်သည်ရှာပေါ်မှာချိုအေး၍နေသည်။စောစောကရေခဲတုတ်ကြိုက်သည်။သို့သောတနေ့မှတရားသာရသဖြင့်တရားရန်ရေခဲမုတ်ကိုမှန်မှန်မစားနိုင်။ဒီနေ့တော့အဖေအိယာကမထခင်နန်းရန်တွင်ချိန်ထားသောအဖေအိမ်ကြီးအိမ်ထဲမှတရားရန်တရွတ်ကြောင့်သာဝေစားနိုင်ခြင်းဖြစ်၏။အမေက သူပစံအိတ်ထဲတွင်အကျွေးတရားပြောက်တာကအစတတိထားတော့လဲအဖေကကိုအင်ကြီးအိတ်ထဲတွင်ငွေမီများထဲထားသည်ကိုအမှတ်အတည်ရှိသူမဟုတ်ရေခဲတုတ်သားစားနေရတော့လဲစောစောရင်ကမအေးလားသူတို့ကြောင့်မုံစားတန်းနေမှာចောင်းသားတွေတစားတက်တစားများပြားလာသည်မှာမကြခင်ចောင်းတက်ခေါင်းလောင်ထိုးတန်းကြရတော့မြင်နေမိဖြစ်သည်ចောင်းတက်လျင်ဆရာမတို့မိမိအားသူ့အိမ်တွင်တားလာခဲ့သောမြင်းဖြောင်းများကိုပြရမည်မဟုတ်လားចောင်းသားတိုင်းလူတကူဘလာစာဥတ္တရာဇင်ဝင်နိုင်ခွင့်ရှိသည်ဆိုတော့လဲ သူစင်းကောက်တော့အခါចောင်းသား၆ယောက်ကမယူဟုစင်းမပေးဘဲနေ၏လက်ကြံဆောင်များစဉ်းစားနေစဉ်သူစပွဲပြီးမှတပည့်စောစောလာရက်တီကိုရုတ်တရက်ကလေးမပြူမီစောစောကသူ့လက်ထဲမှာစာအုပ်ကိုထုတ်ပြီးရင်ဆီယမကျွန်တော်ဆွဲလာတဲ့မြင်းပြောင်တွေဆိုမှတတိယလာသည်စောစောသားတော်မြင်းပြောင်များသည်ကောက်ခွေရွယ်ဆောင်နေတဲ့သဖြင့်အိမ်တွင်မြင်းပြောင်အစွဲကျင်လာရင်မင်းကမှားလိုက်မိသည်စောစောစာအုပ်ကိုကြည့်လိုက်၏စာအုပ်ထဲတွင်စောစော၏အဖေနှင့်အမေ ဇဇော်ဤအကူအမနှင့်ဇဇော်ကိုယ်တိုင်တာထားသောမြင်းများရှိနေကြ၏ဒေါ်မီမီကမကြည်မနက်မြည်တွန်း၏ဇဇော်ညံ့လာကြလားမင်းဆွဲလာတဲ့မြင်းတွေအလုံးဟာစောင်းရွက်နေတာကြည့်ပဲပေးစမ်းမင်းလက်ထဲကပေးတဲ့နဲ့ခဲတယ်ငါဆွဲပြတာတည်တည်ချာချာကြည့်မြင်းုံဖြန်ဖြန်ဆွဲခြင်းစောက်ကိုတက်တက်ထားပေးတံကိုတက်တက်ထားပြီးတော့ခဲတံရဲ့အပေါ်တက်တက်ကစီးကြည့်တန်းနေဖြောင်းနေပြီဆိုတာသိကြရင်ပေးတံကိုမယွတ်အောင်လက်တစ်ဖက်နဲ့ဖိလက်ညင်ညင်ထားပြီးဆွဲချလိုက်ပြီးတော့ မြင်သားနေတဲ့အခါအသက်ကိုအောင့်ထားရမယ်။ဆီယမသည်တေချာကျနာစွာပင်စောစောစောက်ထဲတွင်မြင်းဖြောင့်တစ်ကြောင်ကို ဆွဲပြလိုက်၏။သို့တော့ထိုမြင်းမှာယခုဖပြမှာကတော့ဆီယသစ္စာနေရေးသားထားတဲ့အခြားသောအရာများနေလို့ဆိုသည့်စောက်ထဲမှာတောင်နှင်းနေလို့ဆိုသည့်မော်ရန်ဝတ္ထုတို့လေးကိုဖပြမှာပဲဖြစ်ပါရဲ့ရှင်။အလုံးမင်းလိုက်ပါနာဆင်ပေးကြပါအောင်ရှင်။ တောင်တန်းနဲ့လူအရင်ကအဖေတောင်တွေတက်ခဲ့ဘူးလေဆိုတားဖြစ်သူမိလိုက်တော့အတန်းနဲ့တွင်မယုံတင်အောင်မှုတွေတည်တည်တသာအစိမ်ဝင်နေသည်သူမျက်စိရှိကဘိုင်းရွှေရွှေမင်းနဲ့ထက်နဲ့ဂုတ်အေးအေးအတန်း90ကျော်အရွယ်လူဝကြီးတယောက်တောင်တက်ခဲ့သည်ဆိုချင်မှသူ့အဖို့ယုံနှံပုံမြင်တဲ့ပုံလိုဖြစ်နေပုံရ၏ဟုတ်တယ်ငါကဘူးမြေရာចောင်းသားဟောင်းလေဒုဒနာကစံခိုင်မှုစစ်စစ်ပြီးမှလက္ခဏာကွចောင်းသားဘွားတခြားလဲတော်ရဲတောင်နဲ့ကွင်းစင်းလိုက်လာရတယ် ငါခြေလင်းနဲ့တောင်တက်အတင်းလဲဝင်ခဲ့တယ်။မြမပြေကမြင်းပေးဆိုတဲ့တောင်တော်တော်များများကိုတက်ခဲ့ပူတယ်ဆိုပါတော့။ဒီတော့မှသားကပြုံးရင်ပြောသည်။အခုတော့တောင်နှန်းတွေကအဖေအိမ်မက်ထဲမှာပဲကျင်ခဲ့ပြီ။တောင်တက်သမားဘွားကိုအဖေဆုံးလိုက်ပြီပေါ့။မဟုတ်ဘူးကအခုလည်းငါနေစင်နေအမြတောင်တွေတက်နေရတာပဲ။ဒါပေမဲ့ခြေထောက်နဲ့မဟုတ်ဘူးစိတ်နဲ့။သူနားလဲမလဲမစင်စားတော့ပဲ။အခန်းထဲဝင်လာခဲ့သည်။အလုတ်ခန်းစပွဲပေါ်တွင်အစိမ်းရောင် ဖိုင်တစ်ခုရှိနေ၏။ ဒီဖိုင်ရွဲကိုလှန်လောဖတ်ရှုပြီးလေးလာတင်တာလေးလာလက်မှတ်ထိုးတင်တာထိုးဆောင်ရွက်ရမည်။ဒါလည်းသူ့အဖို့တောင်းတဲ့တစ်ခုပါပဲ။သူကဖိုင်ရွဲကိုသူ့နှစ်ဝေးရကိုတွန်းကားရွှေ့လိုက်ပြီးကလထိုင်မော်တို့နွမ်းနေစွာထိုင်စားလိုက်သည်။ပြီးတော့လေးလံသောတက်ပြင်းတစ်ချက်ကိုမှုထုံလိုက်။ဒီတက်ပြင်းတွေက သူ့ရှိရင်တောင်းတဲ့တစ်ခုလို့ဖြစ်တည်နေ၏။စပွဲအန်ဆွဲကိုဖွင့်ကအထက်ကစီကရပူကိုဆွဲထုတ်လိုက်သည်။ဆရာဝန်ဤတမ်းမြင့်ချက်ရသိစောခြင်းယောဂါရနေတော်သူကို သူစနီးမြင့်မြင့်မူကအိမ်တွင်စီလေးတောက်ခွင့်ပြု သူဆောင်ထားသော secret ပို့ကိုလည်းအခွင့်သာတိုင်းရှာဖွေသိမ်းဆည်းလေးရှိသည် သူအလုံယုံကန်စပွဲအန်ဆွဲကတော့အခုချိန်အထိမြင့်မြင့်မူရန်ကကင်းလွတ်ခွင့်ရနေ၏သူစနီးကသူစီလေးတောက်တာကိုအားကျုံမှန်တဲ့တာစီနေသည်မှာဆရာဝန်စကားကိုနားထောင်ချင်တာလားသူအသက်သေးမှဆိုးရွံ့လို့လားတနေ့ရွှေဦးတို့ဦးပေးနေသောငန်းကိုလက်လွတ်ရမှာစိုးရိမ်နေတာလားသူလက်ထက်က secret ကတောင်းတန်းတစ်ခုလိုလေးလံနေ၏ သူကစီကရက်ကိုအာရပါရဖွာလိုက်ပြီးမိကုံငွေများကိုမှုတ်ထုတ်လိုက်သည်ထိုမိကုံငွေတွေတွင်တောင်တန်းတချို့လွင့်ပါသွား၍သူတက္ကသိုလ်တွင်တိတ်ချစ်သောသူတယောက်ရခဲ့သည်သို့သောကျောင်းပိခင်မှာပင် သူတို့ကြွေးကွာသွားကြသည် သူမတမန်နှကသွေးတို့ရောဂါဖြင့်ဆုံးပါသွားခဲ့သည်ကျောင်းပြီးတော့သူနိုင်ငံသားတင်မောတစီပေါ်တက်ခဲ့၏ပင်လေသည်သူအတွက်တောင်တန်းဖြစ်ခဲ့သည်ဒုတိယအခေါက်ပြန်လာ၌အင်္ဂသဘောတူသောမြင့်မြင့်မှုနှင့်လက်ထပ်ယူခဲ့သည် နိုင်ငံတကာလှည့်နေသောသူ့အဖို့မိမဆိုဒီမှာတောင်ကြီးဖွားအောက်ဖြစ်သည် အခြေအကြောင်းကိုမူသူမတွေ့တော့အခြေဆိုဒီမှာသူချင်းမချနိုင်သောတောင်ဒိတ်တစ်ခုသာဖြစ်လေသည်ကုချီတန်ချီနှင့်တင်မော့ဘော်ရင်သူဆယ်နှစ်ကြာခဲ့သည်လာစာကောင်းသောအရာရှိတယောက်ဖြစ်ကားငွေအတော်အတန်စုမိသောအခါသူတင်မော့ဘမစင်ကကုမ္ပဏီထောင်သည်နိုင်ငံသားတင်မော့သာစုဆောင်သည် ခီးသွားကိုယ်စားလှယ်လုပ်ငန်းလုပ်သည်အစဉ်ပြေလင်းကုန်ထောက်ကုန်သွင်းလုပ်သည်လုပ်ငန်းခြေနေမဆိုတော့လဲ အခက်အခဲတွေရှိသည်ထို့အခက်အခဲများမှာသူ့ကိုစိန်ခေါ်သောတောင်းနှံတွေဖြစ်ခဲ့၏သူတို့သားတယောက်သားမွေးခဲ့သည်ထို့သားကပွဲရပြီးပြီသူ့ကုမ္ပဏီတွင်ယာရုမြင့်မြင့်တနေရာပေးထား၏အလုတ်ကိုစိတ်ဝင်စားဟန်မပြဘာလို့ချင်မှန်းလဲမသိဂီတာတစ်လက်နဲ့တချင်ရည်သည် သူနားမလည်နိုင်သောပကြီကားတွေရည်သည်ကားလာလာလေးတွေတစည်းပြီးတစည်းပြောင်းစီသည်ကောင်းမလေးလာလာလေးတွေတယောက်ပြီးတယောက်ပြောင်းသွဲသည်တအိမ်နေနေသောသူနဲ့ သူသားဤကြားတွင်တောင်နှန်းတွင်ခြား၍နေလေသည်အကိုကြီးစီကရတောက်တာတော်သည်မီပပကြီးနေရာတဆက်ထဲသုံးလေးရှိနေပြီဘူးကိုအန်ဆွဲလေးပြန်ထဲတင်လိုက်ဤသူကလည်းမြင့်မြင့်မှုအငဲစားလေးပါပဲဒါပေမဲ့သူကြတော့နှစ်ဆိုင်နေမိသည်ဝင်းတို့တော့အသားရည်နဲ့တောက်ပကြည်လင်းသောမျက်လုံးဝိုင်းဝိုင်းလေးတွေကိုရင်ဖုန်နေမိတာလားချိုသားသောအသံနဲ့ပတ်ချိုင်ပြုံးလေးကိုဆွဲညင်နေမိတာလားသူနဲ့သုံးလေးကရုပ်ရှင်ကြည့်ဖို့သုံးလေးကညစာစားဖို့က ုံးလေးကဖိုးတန်လက်ဆောင်ဝဲပေးပူခဲ့၏။ကမလေးကလိုင်းလိုက်ရော်ရော်ရှိသည်။သူ့ဖိုးလာပါတော့အိမ်မက်တောင်းတန်။သူရှိတဲ့တဲ့ပပအိမ်စပွဲကောင်အထက်နံရံပေါ်တွင်မိတ်ဆွေတို့လက်ဆောင်ပေးထားသော ရွှေချီတို့ပကြီကတစ်ချက်ရှိနေသည်။ပကြီကထဲတွင်ပုံနကဘလူသည်ဝီဒိုရာအမတ်ကိုမြင်မိ၌ချီနှောင်ကဒေါ်စင်ခုနှစ်ထက်ဒုံဆိုင်နေပုံကိုတရုပ်ဖော်ထား၏။လော်ဂရန်တရာတောင်စင်ရှစ်ထက်တွင် သူတို့တိုက်ပါနေခိုင် ရှေကမြင်းစီကခီးနေသူသည်ဘယ်သူဖြစ်အန်နေကံလားအတလားတက္ကာယဒိတ်ချီလားအကိုကြီးဘာလို့စဉ်းစားနေရလဲတောင်တန်းတွေအကြောင်းပါပပကရင်လိုက်သည် ပြီးမှတောင်တက်သမားတွေဟာအယူတွေပဲတောင်ထိတ်ကကြည်ရတဲ့ရှင်မြောကင်းကိုမြင်ကျင်လို့တဲ့တောင်တွေပေါ်ကိုအသက်ဆွန့်တက်နေကြတယ်လူတိုင်းဟာတခုခုတော့ယူသွနေကြတာပဲပေါ့ပပရဲ့အကိုကြီးရောဘာရွေစက်နဲ့တောင်တက်ခဲတာလဲ အုံးနဲ့တူရည်ရွယ်ချက်မတူကြဘူးတချို့ကကုန်းယူခြင်းလို့တချို့ကလူစွမ်းလူစားပြခြင်းလို့တချို့ကစွန်စားခြင်းလို့တချို့ကတော့ဇွဲနဲ့ခံနိုင်ရင်ကိုစမ်းသက်ခြင်းလို့တချို့ကတော့တကူကြီးခံစားမှုကြောင့်ပေါ့လေအကိုကြီးကရောကိုတောင်တွေတက်ခဲ့တယ်ဆိုတာကတော့သူစကားကိုအတန်းကြအောင် တုံဆိုင်နေပြီးမှ တလုံးချင်းလေးတွေ့စွာပြောလိုက်လေသည်တောင်တွေရှိနေလို့ပါပဲသစ္စာနည်း ယခုဖပြသွားတဲ့ Moran ဝိထုတို့လေးကိုအဆုံးထိလိုက်ပါနာဆင်ပေးသူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အားလုံးလည်းနဲ့တသက်ပေါ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲဘေးပြရာတွေဝင်ကွာပြီးတာယာလာပါတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။